ောက်ချသားသမီးများအတွက် စတလပိုင်းတလလုံးကကြမဟော့စတယ်နဲ့ဆောင်းရန်ဆောင်းလေးတွေကိုဆမ်မလီကဒေးစီပြပြပေးတော့မှာဖြစ်ပါရဲ့ရှင်။ဆမ်မကတော့တာရုံနဲ့ဗီဒီယိုတဲများကိုပြောကြပေးတော့မယ်ဆမ်မလီတွန်းခတ်မိပဲဖြစ်ပါရဲ့ရှင်။ကဲဒါဆိုရင်ဆမ်မရဲ့ဒီဗီဒီယိုလေးကိုလိုက်ရင်ရှယ်လေးလုပ်ပေးဖို့မမေ့နဲ့နော်။ဒါဆိုရင်ပေါ့နော်ဒီစတလပိုင်းမှာ ကံအကောင်းဆုံးနေ့နဲ့နေရဘသူဖြစ်သွားမလဲဆိုရင်တော့တောက်ကြသားသမီးတွေပဲဖြစ်ပါတယ်ရှင်။ကျမတို့ဒီ17လပိုင်းမှာတောက်ကြသားသမီးတွေကလုံးဝကိုလက်ခံမောင်းခတ်ရမယ့်အချိန်ကာလတစ်ခုလို့လည်းပြောလို့ရပါတယ်ရှင်။ရင်လာပါတော့တောက်ကြသားသမီးတွေကငွေရဝင်တလောက်မစုမိဘူးပေါ့နော်။ရင်လာကငွေရပေါ့နော်ကိုယ့်လက်ထဲမှာကြာကြာတော့မခံနိုင်ဘူးပေါ့နော်။ဒီအထွက်တွေအရင်များလို့ကိုယ့်လက်ထဲတော့မှကြာကြာတော့မခံနိုင်တဲ့အခြေအနေမျိုးတွေကိုကြုံတွေ့ရတတ်ပါရဲ့ရှင့်ငွေကြေးကြရတော့ဗောနော်အနေကြီးရတော့မဟုတ်ပါဘူးရှင့်ဟိုငွေကဝင်ပေမဲ့ မစုမိတာအဖက်မတင်တာမျိုးလေးတွေပေါ့နော်ငွေကုန်ပုတ်တွေများနေရလေးတွေပဲရှိနေသေးတာမို့လို့ငွေကြေးခံကတော့အရင်ညံ့နေတဲ့မပါသေးဘူးပေါ့နော်ဒါပေမဲ့အခု17လပိုင်းမှာတောက်ကြသားသမီးတွေကငွေကြေးခံပထမဦးဆုံးဖြစ်တယ်ထိတ်ဆုံးဖြစ်တယ်ငွေကြေးခံပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်အကုန်ထိတ်တန်းကိုရောက်တော့မှနေနံနေရတောက်ကြသားသမီးတွေရဲ့နေနံလို့ပဲဆိုရမယ်ရှင် ကိုကအရင်လတွေတုန်းကငွေကြီးကြောင့်စိတ်ပူပန်းစိတ်တော့ကတွေရောက်နေနေတော့မှပေါ့နော်ဒီ17လပိုင်းမှာလုံးဝငိမ့်အေးပြီးတော့အပူတော့ကတွေအေးချမ်းလာပြီးတော့ပေါ့နော်တဖြည်းဖြည်းအဆင်ပြေလာတော့မယ်ဒီလမှာငွေကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ငွေအလုံးအရင်းဝင်ခင်းရှိပါတယ်ရှင့် ကျမရဲ့ဒီဗီဒီယိုဟောကိန်းကနေစကြည့်ပြီးတော့24ရက်အတွင်းပေါ့နော်ငွေအစုရအပြုံလိုက် ဝင်ကင်းရှိပါတယ်ရှင်ငွေအလုံးရင်းဝင်ကင်းရှိရယ်ဒီတောက်ကြသားသမီးတွေက၁၇လပိုင်းမှာလက်ခမောက်ခက်ရမယ်နေနယ်လူတွေပြောရမယ်ရှင်အရင်လတော့ကကိုကပေါ့နော်ငွေကြီးကြောင့်အဆင်မပြေဘူးကျမရဲ့ဒီ၁၇လပိုင်းမှာလည်းအရာအားလုံးကချောချောမွေ့မွေ့ဖြစ်သွားအောင်ပူပိတော့ကမှုတွေအဆင်ပြေသွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းကျမကပေါ့နော်ဒီ၁၇လပိုင်းတစ်လလုံးကန်ကောင်းအောင်ငွေဝင်ငယ်အောင်နော်ငွေကဝင်ရင်လည်းဝင်တလောက် ကိုယ့်လက်ထဲမှာကြာကြာခံအောင်လို့ရေဒီယာလေးပါပေးသွားမှာမို့လို့စမိုင်းဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးဖို့မှာကျင်ပါရဲ့ရှင်စမားပေါ်တော့ဒီတောက်ချာသားသမီးတွေရဲ့စာတာကိုကြည့်လိုက်တဲ့အခါမှာဒီနှစ်လကျော်ရင်တော့မှစီးပွားအလွန်တက်မှာတောက်ချာသားသမီးတွေပဲတကယ်ပြောရပါတောက်ချာသားသမီးတွေရဲ့လက္ခဏာခံနိုင်မဲ့အချိန်ပေါ့နော်အဓိကမင်္ဂလာအချိန်ကောင်းကိုရောက်ရှိလာတော့မှဖြစ်ပါရဲ့ရှင်ဒီ17လပိုင်းမှာလက္ခဏာလာခတ်ပြီးတော့17လပိုင်းမှာပေါ့နော်တောက်ချာသားသမီးတွေကဘသူ့အကူအညီမှမပါဘဲနဲ့ပေါ့နော်ကိုစွမ်းကိုစား ကိုနီးကိုဟန်ကိုညံကိုစွမ်းနဲ့ပေါ့နော်ထိတ်ဆုံးကိုရောက်မဲ့အချိန်ကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါရဲ့ရှင်။ပိုင်ဆိုင်စရာရှိရာတွေပိုင်ဆိုင်ရတော့မယ်ဖြစ်ချင်တာတွေဖြစ်ရတော့မယ်ကိုမျောမှန်းထားတဲ့အရာတွေထက်ကိုကြော်လွန်ပြီးတော့ကောင်းမွန်တဲ့အရာတွေကိုကိုစီကိုရောက်ရှိလာတော့မယ်အချိန်ဒီကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါရဲ့ရှင်။ဒါပေမဲ့ဇမားကတော့အကြံပေးချင်တာတော့တောက်ကြသသမီးတွေကဒီထားပြရမှာကအယုံမလွယ်နဲ့နော်အဓိကအယုံမလွယ်ဖို့ပဲအရေးကြီးရယ်ပြီးအားမနာနဲ့နော်ပြီးရင်တခုခုဆိုရင်စရောကိုရောဟို မကူညီလိုက်နဲ့အဲ့ဒီအရာတွေကပဲကိုယ့်ကိုပြန်ပြီးတော့ဒုက္ခပေးတတ်တာမို့လို့ဆံမကတော့အကြံပေးချင်တာကတော့ဟိုတတိလေးနဲ့ပေါ့နေပေါ့နော်ကိုနားမှာတော့ဟိုကောင်းတဲ့သူရှိလို့မကောင်းတဲ့သူကပို့ပြီးတော့များနေတတ်တယ်ကိုအောင်မြင်မှုထက်ကိုကြာရှုံးမှုကိုလိုချင်တဲ့သူတွေများနေရဲ့အတွက်ပေါ့နော်ကိုကအယမ်းကိုစူးစမ်းပေးရမယ်ဆံမကတော့မှချင်တာတော့ကိုလို့ဆရာရှိရတယ်ကိုဆက်လုပ်ပါဘသူ့ကိုမှဂိူးမဆိုင်ပါနဲ့ကိုဖြစ်ချင်တာတွေကိုရီမှန်ထားတဲ့အရာတွေဖြစ်လာတော့မှာမို့လို့ကိုရဲ့ သွားနေတဲ့လမ်းလေးကိုပဲကိုပုံမှန်လေးပေါ့နော်ဆက်လျှောက်ပါလို့ဇမလေးကမှားချင်ပါရှင်ဘာဖြစ်လို့ဆိုတော့ဒီစတက်လာပိုင်းမှာအဓိကဖြစ်လူတယောက်ကချမ်းသာဖို့ဆိုရင်ပေါ့နော်ဟိုညံဝရိယနဲ့အတင်းလုံလောက်တာမဟုတ်ဘူးရှင်လူတယောက်ကချမ်းသာဖို့ဆိုရင်အချက်သုံးခုလိုအပ်တယ်ပေါ့နော်ကံညံဝရိယပေါ့နော်ဇမရဲ့တောက်ကြသားသမီးတွေကအခုဟာဒီလမှာကံကကောင်းလာပြီးအတွက် ညာဝရိယပါကိုကထပ်ပြီးတော့အာတွန်းလိုက်မယ်ဆိုရင်တကယ်ကိုထိဆိုးရမယ်လားလို့တော့ပြောလို့ရပါတယ်ရှင့်အဲတချို့ကြတော့လေညာဝရိယရှိပေမဲ့ကံမပါတဲ့အတွက်ဟိုရှေ့မရောက်တာလေးတွေရှိရပေါ့နော်ဒါပေမဲ့တောက်ကြတာသမီးတွေကဒီလမှာကံအလွန်ကောင်းတဲ့အတွက်ကိုကညာရဲ့ဝရိယရဲ့ပေါ့နော်ချိန်ပြီးတော့လုံမယ်ဆိုရင်လုံးဝထိတ်ဆုံးအောင်ရောက်မဲ့အချိန်ဒီကာလတခုကိုရောက်ရှိလာတော့မှာပဲဖြစ်ပါရဲ့ရှင့်အဲတောက်တာသားသမီးတွေကဒီလာထဲမှာယာလူတို့တာလစာတို့တာပေါ့နော်ငွေကြီးတွေအလုံးကြီးဝင်တာစက်ပစ္စည်းဝင်တာ စိန်လဝိရတနာကြီးဝင်ရင်းရှိပါတယ်ရှင်။တောက်ချတာသမီးတွေကအထူးတတိထားပြရမှာကကိုယ့်ရဲ့အိမ်မျိုးဖို့ကြောင့်မှပစ္စည်းတစ်ခုခုပြတ်တက်တယ်ပေါ့နော်။အဲ့ဒီအတွက်ကိုကတော့စက်ပစ္စည်းဝင်ငင်းရှိပါတယ်ရှင်။အဲ့ဒီဟာနဲ့ပဲကိုကဟိုရတရမကြေသွားအောင်ပေါ့။အဓိကကားဝင်ငင်းရှိရင်လောကဟောလို့ရတယ်ရှင်။အမှန်တော့စက်ပစ္စည်းဆိုတဲ့အတွက်ကားဝင်ငင်းရှိရယ်။ကားဝင်ငင်းရှိရဲ့အတွက်ကိုကဟိုရတရမကြေသွားအောင်ပေါ့နော်။ဟိုစက်ပစ္စည်းတွေဒီလထဲမှာမပြတ်အောင်ပေါ့ကိုကအထူးကိယူဆိုင်ပေးရမယ်ရှင်။ဘာလို့ဆိုတော့စက်ပစ္စည်းကိုက ဟိုတခြားအိမ်သုံးပစ္စည်းပဲဖြစ်ဖြစ်ကိုသုံးနေကြအရာကြီးပြတ်သွားတယ်ပဲဖြစ်ဖြစ်အဲ့ဒါကြီးဝယ်ရတဲ့ခါကျရင်ပေါ့နော်ဟိုကားဝင်မဲ့အဝင်လေးခြေတရာခြေသွားမှာဆိုလို့ဟိုကိုကဒီလာထဲမှာစက်ပစ္စည်းကားမှမဟုတ်ရင်ပေါ့နော်တခြားဟာတွေမဝယ်သေးနဲ့အောင်လို့ဆံမလေးကမှားချင်ပါတယ်အရှင်ဘာလို့ဆိုတော့ဒီလာထဲမှာတောက်ချတသမီးတွေနော်စက်ပစ္စည်းအနေနဲ့ပေါ့နော်ကားဝင်ကင်းရှိပါတယ်အရှင်၁၇လပိုင်းမှာပေါ့နော်တောက်ချတသမီးတွေကဝန်ထမ်းနေဖြစ်ရင်ယာဒူတိုးတာလာစာတိုးတာအထက်လူကြီးကကို ပေါ့နော်ညုံကြီးအကူလေးစားရလောက်တဲ့အထိပေါ့နော်ဒီ၁၇လပိုင်းမှာအဆင်ပြေလာတော့မှာပဲဖြစ်ပါတယ်ရှင် ကြာသားသမီးတွေကစက်တူရှယ်ယာလုပ်ငန်းတွေဒီလာထဲမှာအချိုးပေးရဲအာတချို့ကကြတော့ဗောနော်ဒီလာထဲမှာလုပ်ငန်းဆောက်လုပ်ချင်တဲ့သူတွေအာတချို့ကြတော့လေစမရေကျမကတော့စိုင်နေဖွင့်ချင်နေပြီဒီလာထဲမှာဖွင့်လို့ရပြီလားအဲ့ဒီလူတွေတော့တောက်ကြာသားသမီးတွေဆိုရင်ဒီလာထဲမှာစပြီးတော့အကောင့်ထဲပေါ်မယ်စိုင်နေဖွင့်မယ်ဆိုရင်လုံးဝကိုကောင်းတဲ့ပေါ့နော်အဲကိုစိုင်လေးရောင်းဝယ်ကောင်းမယ်အဲကိုအတွက်အကျိုးပေးမယ်လုပ်ငန်းတစ်ခုဖြစ်လာမှာပဲဖြစ်ပါရဲ့ရှင့် တောက်ကြသားသမီးတွေကပေါ့နော်ဒီ17လပိုင်းမှာအိမ်ပြင်ကျင်တဲ့သူတွေအိမ်ဆောက်ကျင်တဲ့သူတွေကိုယ့်အိမ်ကိုပေါ့နော်အဲဒီထက်ပိုပြီးကြီးမားအောင်လုပ်ကျင်တဲ့သူတွေအတွက်ပေါ့နော်အိမ်ပြင်အိမ်ဆောက်ကျင်နေဆိုရင်တော့ဒီလာထဲမှာလုပ်ဖို့အထူးတင့်တော်တဲ့အချိန်ကာလတစ်ခုပဲဖြစ်ပါရဲ့ရှင်ပညာရေးနဲ့ပတ်သက်ပြီးတော့ဟိုကဟိုပညာကောင်းနေပညာထူးတွေရတတ်တယ်တောက်ကြသားသမီးတွေကဒီလာထဲမှာကိုတော်တော်ကောင်းတဲ့အချိန်ကြီးကာလတစ်ခုမလို့ဆမတော့အကြံပေးချင်တာတော့ကိုယ့်ရဲ့လက်တွေပွင့်သွားအောင်ပေါ့နော်ကိုယ့်စီမှာရှိရဲ့ဟာတွေ လက်လာပါတွေမပိတ်အောင်တော့အထူးခရူးဆိုက်ဖို့လိုတယ်ရှင့်အဓိကကိုကကံကောင်းလာပြီဆိုပေမဲ့ကိုကလက်ပိတ်အောင်လိုလိုက်တဲ့အခါကျရင်လက်ပိတ်သွားရင်တော့ကံကောင်းမှုတွေတိတ်ပြီးတော့မရှိတော့ဘူးပေါ့နော်လက်ပိတ်သွားတဲ့အတွက်ကိုရက်ဆက်ရှိရငွေတွေကမရဘဲနဲ့ပေါ့နော်လက်လာပါတခါကြီးပိတ်သွားတတ်တယ်အဲ့ဒီအတွက်မို့အထူးခရူးဆိုက်ပေးရမှာကလက်မပိတ်အောင်နေရမယ်ရှင့်လက်မပိတ်အောင်ဘယ်လိုနေရမလဲဆိုရင်ဆမကဘယ်လိုမျိုးပြောချင်တာလဲဆိုတော့ဘူတဘူးနေတိုင်းခေါင်းမလျှော်ပါနဲ့ဘူတဘူးနေတိုင်းခေါင်းလျှော်တဲ့အခါကျရင်45ရက်တိတိလက်ပိတ်တတ်တယ်ပြီးရင် ကိုယ့်ရဲ့အဝတ်အစားတွေကိုလက်နီးဆုပ်လုပ်တာခြေထုပ်လုပ်တာအဲ့လိုမျိုးတွေမလုပ်နဲ့ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့ခါကျရင်ကိုယ့်ရဲ့နံကိုနှိမ့်လိုက်သလိုဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီအတွက်အဲ့ဒီအရာတွေရှိနေခရင်လေလွတ်ပစ်ပေးပါဆွတ်ပစ်ပေးပါပေါ့နော်အိမ်မှာကိုယ်အတုံးမလို့ရဲ့ပစ္စည်းတွေရှိရင်လေလွတ်ပစ်ပေးပါပေါ့နော်ပြီးရင် စပအကြံပေးချင်တာလေကို့အိမ်မှာပေါ့နော်ဟိုဖက်နဲ့အစုပ်တွေဒါမှမဟုတ်ကို့အတုံးမလို့တဲ့ပစ္စည်းတွေရှိရင်လည်းပေါ့နော်လွှတ်ပြပေးပါအဲ့ဒါကြရင်ကို့ရဲ့ပိတ်နေတဲ့အရာတွေပေါ့နော်ပြန်ပြီးတော့ပွင့်လာမယ်ကို့ရဲ့ငွေကြေးကန်တွေပြန်ပြီးကောင်းလာမယ်အဓိကဟို စမကတော့လေအကြံပေးချင်တာတော့လေအမဲသားပေါ့နော်ဖြစ်နိုင်အမဲသားလုံးဝမစားပါနဲ့ဒီစက်တလပိုင်းမှာဘာလို့ဆိုတော့ကံကောင်းမဲ့အရာတွေကံမကောင်းမဲ့နဲ့ဖြစ်တတ်တယ်ပေါ့နော်အမဲသားစိတ်သားမစားပါနဲ့ဟိုစမတို့ကဗုဒ္ဓဘာသာလူမျိုးတွေပဲပေါ့နော်နှစ်ကိုးခွဲလို့အမဲသားစိတ်သားစမကမစားခိုင်းတာမဟုတ်ပါဘူးစမပြောပြချင်တာကအမဲသားစိတ်သားဆိုတာကကိုယ့်ကိုစမတို့ဆိုရင်မမြင်နိုင်တဲ့ပုံကိုယ်တွေကစမတို့ကိုစောက်ရှောက်နေရမျိုးရှိရယ်ပေါ့နော်ကိုယ့်ရဲ့ပုံကိုယ်သူပုံကိုယ်တွေကဒီလမှာမတတ်တဲ့အတွက်ပေါ့နော်ကိုကသူတို့မကြိုက်တဲ့အမဲသားစိတ်သားတွေဟို ရှိတတ်တယ်ပေါ့နော်အဲ့တော့ကိုယ်ကိုစောက်ရှောက်နေတဲ့အပုပ်ကိုယ်တွေမကြိုက်ပါဆိုလို့ဇမကအမေသားစိတ်သာရှောင်းခိုင်းတာဝက်သားတွေစားကျင်တယ်ဆိုလဲရတယ်ဘာမှမဖြစ်ဘူးကိစ္စမရှိဘူးဒီအမေသားစိတ်သားလေးနှစ်ခုတော့ရှောင်းရင်တော့အရန်အဆင်ပြေတယ်ပေါ့နော်ဒီတောက်ချာတန်းသမီးတွေက၁၇လပိုင်းမှာတကယ်ကိုလက်ခမောင်းခက်ရမယ်အချိန်ကာလတခုမလို့ဇမကတော့အဲ့လိုမျိုးပေါ့နော်လက်လာပါပိတ်မဲ့အရာတွေကိုမပိတ်အောင်လို့ပေါ့နော်ဇမကချိုးပြီးတော့တတိပေးတာပါကိုရရှိရရှိရငွေတွေကို ညွန်မဲထားတဲ့ငွေတွေရရှိမှာပေါ့နော်အရက်ရှိနေတာအဘက်ဘက်ကနေပြီးတော့ငွေတွေဝင်လာမဲ့ပေါ့နော်ကိုကမနေ့ပိုင်းပေါ့နော်ဟိုညနာတည်ရင်တရဏဂုံသုံးပါရွတ်ပြီးတော့အဲ့ရည်လေးနဲ့ညနာတည်နှကောင်းနဲ့မျက်တွေကိုယ်ဆောက်ရှောက်နေတဲ့ပုံစံတွေကိုကအမျှပေးဝေတဲ့ခါကြရင်လေတကယ်ကိုကိုယ့်ရဲ့ငွေကြီးတွေအစင်မပြေတဲ့ဟာတွေလည်းအစင်ပြေသွားမယ်ကိုယ့်ဘက်မှာပေါ့နော်ကိုကဒီလုပ်ငန်းကို ရဆိုင်ထားတယ်ပေါ့နော်ဒီလုပ်ငန်းတွေပြန်ပြီးတော့လုပ်ချင်တယ်ဒီဆိုင်လေးပြန်ပြီးဖွင့်ချင်တယ်အရာတွေပြန်ပြီးတော့အဆင်ပြေလာမယ်ပေါ့နော်လုပ်ငန်းတွေပြန်ပြီးလည်ပတ်လာမယ်ငွေတွေပြန်ပြီးတော့အဆင်ပြေလာမယ်လုပ်ငန်းတွေဆိုတာကလုပ်ငန်းလည်ပတ်မှာငွေလည်ပတ်မှာအဲ့ဒါမှာငွေတန်းမဖြစ်မှာပေါ့နော်အဲ့ဒီတွက်ဆံမကတော့အစအစအရာရာဒီစက်တလပိုင်းမှာကိုကကန်ကောင်းနေတဲ့အချိန်ဒီကာလမျိုးလက်ပိတ်အောင်ကန်ဆိုးအောင်အဲ့လိုမလုပ်ပါနဲ့လို့ဆံမလေးကကြိုပြီးတော့တတိပေးတာပဲဖြစ်ပါတယ်ရှင်ကိုတွေကတော့လက်ပိတ်တာမျိုးတိတိလောက်တာမျိုးတော့မဟုတ်ဘူးမတိပဲနဲ့လောက်တာလေးတွေဖြစ်မှာဆိုလို့ပေါ့နော်ဆံမကဒီအကြောင်းအရာလေးတွေကိုရှာအနေနဲ့ ဲ့ပြတ်ပတ်ပေးတာပဲဖြစ်ပါတယ်ရှင့်ကဲဒါဆိုရင်၁၇လပိုင်းမှာတောက်ကြသသမီးတွေပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းတွေပြန်ပြီးအဆင်ပြေလောင်းဝေးကြီးအခက်ခဲတွေအဆင်ပြေအောင်အကျွေးတွေပေါ့နော်ကြေအောင်အကျွေးတွေပြန်ရအောင်နော်ပြီးရင်ကိုယ့်ရဲ့လုပ်ငန်းတွေအယောင်းဝယ်ကောင်းအောင်ကိုယ်လုပ်သမျှကြိုင်သမျှအရာအားလုံးအဆင်ပြေပြီးချောမွေ့အောင်လို့ ရေရကောင်းလေးတစ်ခုကိုပေးမှာပဲဖြစ်ပါတယ်ရှင်။အဲ့ဒီရေရကအရန်ကိုလည်းကူရိုးရှင်းပါတယ်။ဇင်းစွာပြန်ရှင်းကိုရမကြီးကိုစွန်းထမင်းနဲ့တကွပေါ့နော်။ငါးတက်တာဓာတူနဲ့တူငွေကိုယူအစွဲအတိုင်းပေါ့နော်။စွန်းထမင်းနဲ့တကွငါးတက်တာပေါ့နော်။အဲ့ဒါကိုဇမရို့ဩမြတ်စွာပြန်ရှင်းကိုရမကြီးကိုမနက်ငါးနိုင်ရနေပြီးတော့၁၇နိုင်အတွင်းပေါ့နော်။စွန်းကတ်လူပေးပါရှင်။ဆမ်မရဲ့ဒီဗီဒီယိုလေးကိုစတူရဲ့နေရာစပြီးတော့ပြုလုပ်ရပါတယ်ရှင်။တရရဲ့ထဲပြုလုပ်ရမှာပဲဖြစ်ပါတယ်ရှင်။ပြီးရင်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့ စီးပွားတတ်အောင်လို့ coffee ပေါ့နော် coffee တခွက်ကလူပူဆိုပြပါရှင် coffee ပူပူလေးပေါ့နော်မြတ်စွာဘုရားရှင်ကိုရမတီကိုစွန်းနှမင်းတဲ့တကွာငါတစ်တာ coffee တခွက်ကလူပူဆိုပြပါရှင်ပြီးရင်တောက်ချသသမီးကဒီလမှာလက်ခမောင်းခတ်ရမယ်နေဒါပေမဲ့အတိုင်အဆိုင်အတိုက်ခိုက်တွေရှိနေသေးတဲ့အတွက်ကို့ကိုမနာလိုတဲ့သူတွေကို့စီးပွားရေးတိုင်မဲ့ဖြစ်ဖြစ်ကို့ကိုကို့အနာရန်သူတွေ ကင်းပြောက်သွားအောင်လို့ဆမကရေရတခုကတော့ဆမအရင်တော့ပေးနေကြတဲ့အတိုင်းပဲတမ ्या သည်ကိုလုံးကိုပေါ့နော်မြတ်စွာဘုရားရှင်ကိုရမျက်ကြီးကိုကတ်လူပူဇော်ပေးပါရှင်တမ ्या သည်ကိုလုံးကနွမ်းလာနေစွန့်မှာပြန်ပြီးတော့အတုံးမပြူပါနဲ့ရှင်အိမ်နဲ့ဝေးရအောင်လှုပ်ပြပေးပါအဲ့ဒီတမ ्या သည်ကိုပြန်သုံးမိရင်ဒါရေရချီထားတဲ့တမ ्या သည်ဖြစ်တဲ့အတွက်ပေါ့နော်ကိုမှာအငက်အတိုက်ခိုက်အတေရှိတတ်တယ်ပေါ့နော်အခိုက်တတ်တယ်ပေါ့နော်အဲ့ကြောင့်လို့အဲ့တမ ्या သည်ကိုဆမကမတုံးခိုင်းတာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်ဆမတို့တောက်ချသားသမီးတွေကဒီ၁၇လပိုင်းမှာ လုံးဝကိုထိတ်တန်းရောက်မဲ့နိနယ်လေးဖြစ်ပါရှင့်ဒါဆိုရင်ဇမားရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းမိမိရဲ့နိနယ်လေးတွေမှတ်ထားပေးပါဇမားလေးတဦးတယောက်ချင်းစီတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင့်ဒါဆိုရင်ဇမားရဲ့ဒီဗီဒီယိုလေးကို like share လေးလုပ်ပေးဖို့မမေ့နဲ့နော်음ဒါဆိုရင်ဇမားစီမှာတချို့ကမေးကြရပေါ့နော်ဗီဒီမေးချင်တဲ့သူတွေဝေးကြီးကြောင့်အဆင်မပြေတဲ့သူတွေတိုင်မင်းချင်တယ်ဆွေးနွေးချင်တယ်ဆိုရင်ဇမားစီမှာဟို booking ယူပြီးတော့ပေါ့နော် support ပြီးတော့ booking ယူပြီးတော့အမ်ဖုန်းဆက်ပြီးတော့ဓာတ်ရိုက်မေးလို့ရပါတယ်ရှင့်ဇမားစီမှာဘာတွေရလဲဆိုရင်အဆောင် ပစ္စည်းတွေလည်းလာရောက်မှာယူလို့ရပါတယ်ရှင်အစမစီမှာစီပြောင်းနိုင်ဝယ်ခြင်းတဲ့သူတွေတီးတန့်ဝယ်ခြင်းတဲ့သူတွေကတော့2900ကျပ်ထဲနဲ့တစ်ခါထွန်းရင်3နိုင်အစိမ်းရရွှေရငွေရပေါ့နော်ကျမလေးစီမှာလာရောက်မှာယူလို့ရပါတယ်ရှင်အဲအစိမ်းကကြတော့အာစီဝါရေးအတွက်ပေါ့နော်ငွေရကြတော့ငွေကြီးအတွက်ရွှေရကြတော့ရွှေအတွက်ပေါ့နော်လာရောက်မှာယူလို့ရပါတယ်ရှင် ကျမရေမကောင်းတဲ့သူတွေအတွက်ပေါ့နော်အဲကျမရေကောင်းအောင်အဆောင်လက်ကောက်လေးပေါ့နော်ကျမစီမအားလာရောက်မှလို့ရပါတယ်ရှင်ဒါကတော့ကိုယ်အတိုက်ခိုက်နှုတ်ချက်လေးတွေမရှိအောင်ပညာရေးအဆောင်လေးပဲဖြစ်ဖြစ်ပေါ့နော်အဲကိုကမြည်သည့်အဆောင်မဆိုကျမစီမလာပြော့ဘာအတွက်လိုအပ်တယ်ဆိုပြီးတော့ပေါ့နော်မေးမြန်းပြီးတော့လာရောက်အနှံလို့ရပါတယ်ရှင် ကဲကျမကိုကြည့်ရှုနေတဲ့ခொနေရသသမီးများအားလုံးကျမ်းမာချမ်းသာကြပါစေ။ပန်းလုံးမွေးရီလိုအေးချမ်းကြပါစေ။ဒီရဲ့အတိုင်းဒီရဲ့အတိုင်းမှာချမ်းသာကြွယ်ဝမှုတွေနဲ့ပြည့်စုံပြီးတော့တထေးကြီးတထေးမကြီးတွေဖြစ်ပါစေလို့ဆံမလေးကဆီမံဆုတောင်းပေးလိုက်ပါရရှင့်။အားလုံးပဲကျေးဇူးအထူးတင်ပါတယ်ရှင့်။